ညီကိုမောင်တို့မတို့က anime style နဲ့ဂိမ်းကောင်းလေးတွေကိုဆောက်ရတာကြက်တဲ့သူဆိုရင်ပြီးတော့ဖုန်းလုံးမရှိတဲ့ဆိုရင်တော့ကျွန်တော်အခုပြပြမယ့်ဂိမ်းလေးတွေကိုစောင့်ကြည့်တင်ပါတယ် main game အနေနဲ့ခဏမှဖြစ်ဖြစ်တော့ဆောက်လို့ရတဲ့ဂိမ်းလေးတွေပေါ့ဒီဗီဒီယိုထဲမှာကျွန်တော်အနန္ဒနဲ့ blue protocol star စနစ်အကြောင်းကိုတော့ထည့်မပြောတော့ပါဘူးအဲ့နှစ်ခုအကြောင်းတသက်ဗီဒီယိုလုပ်ထားပြီမို့လို့ပါကျွန်တော် channel ထဲမှာဝင်ကြည့်တင်ပါတယ်ကဲအချိန်ဆက်မဆွဲဘဲနဲ့အားလုံး hype လို့ရမယ်ဂိမ်းလေးလေးခုအကြောင်းကိုပြောလိုက်ကြရအောင် ပထမဦးဆုံးဂိမ်းကတော့ Ark Knights and Field ဖြစ်ပါတယ်။ Ark Knights ဆိုတာကတော့အခုအချိန်မှာနာမည်ရှိပြီး fan base ရှိပြီးသားဖြစ်တဲ့ tactical role playing game တစ်ခုပဲဖြစ်ပါတယ်။ Gacha system လည်းပါပါတယ်။2019တုန်းကထွက်ခဲ့တဲ့အဲ့ဒီ game ကိုဒီ video ကိုကြည့်နေတဲ့သူတွေအချို့စွန့်ရင်စောက်ဝူးကြမှာပါ။ review တွေလည်းတော်တော်လေးကောင်းခဲ့ပြီးတော့ game ကအရင်အလှမ်းမကျေခဲ့တဲ့အတွက်သူတို့လုပ်နိုင်တဲ့ budget နဲ့သူတို့အကောင့်ထုတ်ထားခဲ့တဲ့ game ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ gameplay နဲ့ graphics တွေကတော့လူတိုင်းကိုဖန်ဆင်းနိုင်ခဲ့ဘူးပေါ့။အဲ့ဒါကြောင့်လည်း Ark Knights ရဲ့ game အသစ် Anfield ကဒါတွေကိုအဓိကဦးစားပေးလုပ်ထားတယ်လို့တောင်ပြောနိုင်ပါတယ်။ game တစ်ခုချင်းစီရဲ့ gameplay တွေ story တွေ Gacha system တွေကိုကျွန်တော်နောက်မှသေချာလေးပြပြပေးပါမယ်။ လောလောဆယ်နောက်ကင်းတစ်ခုအကြောင်းကို intro ဝင်နေပါတယ် Dewa Night Abyss ဆိုတဲ့အသစ်ထွက်လာမဲ့ဂိမ်းကတော့ Withering Waves နဲ့တော်တော်လေးကိုဆင်ပါတယ်ဒါပေမဲ့ combat နဲ့ movement ကနည်းနည်းလေးပုံမြန်လေတော့ခံစားမိပါတယ်ပြီးတော့နောက်ထပ်မိုက်တဲ့အချက်ကဒီဂိမ်းက free to play player တွေကိုပို့ပြီးတော့ view ဆက်တယ်လို့သိရပါတယ်5 star weapon တွေ5 star character တွေကို grind ပြီးတော့ craft လုပ်ရတဲ့ system မှာပါတယ်ဆိုတော့ ဆယ်နှစ်ကျော်အောင်မြင်မိသားဖြစ်တဲ့ Warframe ဒါပေမဲ့ anime ကောင်မလေးတွေနဲ့လို့တောင်တင်စားပြောနေကြတဲ့အတွက်တကယ်ဖြစ်လာမလားတော့စောင့်ကြည့်ရမှာပေါ့နောက်ပြောပြမဲ့ game လေးကတော့သူ့ရဲ့နောက်ခံကဘာကတော်လေးကိုထူးဆန်းတာပါပုံမှန်ကျွန်တော်တို့မြင်နေကြ Fantasy Season Open World မျိုးမဟုတ်ဘဲနဲ့ Victorian Theme လို့ခေါ်တဲ့ခန်းနာထဲဝါပြီးတော့ရှုပ်ထွေးတဲ့ပြီးသူကလက်ရာတွေလှပတဲ့ fashion တွေနဲ့အတူတူ Steampunk စိတ်ကူးရင်ဒီပညာတို့ပေါင်းစပ်ထားတဲ့ကဘာကြီးပေါ့ဒီ game ရဲ့ art style ကတော်လေးကိုလှပပြီးတော့ကြည့်လို့တော်တော်လေးကိုကောင်းတာပါ ော်ဟုတ်ပါတယ်မြင်းကို drift ဆွဲလို့ရတာဒီ silver valley ဆိုတဲ့ game မှာ Neverness to Everness ဆိုတဲ့ကျွန်တော်ဗီဒီယိုလုပ်ခဲ့ဘူးတဲ့အနန္ဒနဲ့နည်းနည်းလေး vibe ချင်းဆင်တဲ့ game ကိုတော့ကျွန်တော်တမင်သက်သက်နောက်ဆုံးမှထည့်ပြတာပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရင်ပတ်စံမှာသုံးပြီးတော့တေချာဆော့ခဲ့ဘူးတဲ့ Tower of Fantasy ကိုထုတ်ခဲ့တဲ့ Perfect World Games ကမို့လို့ပါ။ Tower of Fantasy တုန်းက Pay to Win တအားဆန်သွားပြီးတော့ပတ်စံသုံးသူတွေနဲ့မသုံးသူတွေကြားမှာ troll လေးကိုကွာသွားခဲ့တယ်ပေါ့။ပြီးတော့အရန်ကိုလည်း grindy ဖြစ်ခဲ့တဲ့အတွက်နောက်ပိုင်းဤသွားတဲ့ game မျိုးလည်းဖြစ်ခဲ့ပါဗါး။အနန္ဒမထွက်ခင်မှာထုတ်နိုင်ခဲ့မယ်ဆိုရင်တော့ခဏပဲဖြစ်ဖြစ်အပျော်ဆော့လို့ကောင်းမဲ့ game မျိုးလို့တော့ထင်ပါတယ်။ Arc Knights and Field ရဲ့ graphic ကတော့ realistic sand နဲ့ triple A game တစ်ခုရဲ့ graphic မျိုးလို့ပြောလို့ရပါတယ်။အနည်းဆက်ဆုံးရှင်းပြရရင် Hideo Kojima ရဲ့ Death Stranding game နဲ့တောင်မှနည်းနည်းဆင်တယ်လို့ပေါ့။ texture တွေ lighting တွေကတော့ gameplay demo တွေမှာတော့အရင်လောက်အောင်စွတ်တင်ထားပေမဲ့တကယ် gameplay footage တွေကိုလေ့လာရတဲ့လောက်ကတော့ performance တအားမဆောင်းအောင်နည်းနည်းတော့ short ချထားတာကိုသိထားမိပါတယ်။ mobile မှာတော့ Genshin တို့ WoW တို့နဲ့မတိမ်မရိမ့်မလာမယ်လို့တော့အထင်ပါတယ်။အဲ့ဒါမှလည်း performance ကောင်းလောက်ပါဘူး။ character ၄កောင်လုံးကို screen ပေါ်မှာတပြိုင်တည်းပြရမှာဖြစ်တဲ့အတွက်ဖုန်းမှာ graphic ကိုပိုတောင် short ရင် short ချနိုင်ပါတယ်။ Duet Night Abyss ရဲ့ graphic ကတော့ကျွန်တော်တို့မြင်မှုပြီးသားတွေနဲ့သိပ်မထူးကြပါဘူး။ဒီ game ကနောက်ခံကဘာကတအားကြီးလှနေတာထက် character တွေရဲ့ model တွေ skill animation တွေကိုပို့ပြီးတော့အသားပေးထားတာကိုတွေ့ရပါတယ်။ ရုပ်ထွက်ပုံစံကတချို့နေရာတွေမှာ Genshin Impact နဲ့ဆင်တယ်လို့တချို့နေရာတွေမှာ Weather Waves နဲ့ဆင်ပါတယ်ပြောချင်တာကထူးခြားနေတဲ့ Art Style မျိုးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့လည်းသူ့နဲ့သူကြည့်ကောင်းပါတယ် Silver Palace ကတော့ရုပ်ထွက်နဲ့ Art Style နေရာမှာအထူးခြားဆုံးဂိမ်းပါပဲမြင်မြင်လိုက်ချင်းမှာတင်ပြေးပြီးတော့ဆော့ကျင်တော့အောင်ကိုပါပဲရှေးခေတ်ပုံစံကိုမှစိတ်ကူးရင်ဆန်တဲ့ဤပညာတွေထည့်ထားတဲ့ကဘာကတော်လေးကိုစိတ်ဝင်စားစရာကောင်းပြီးတော့ဂိမ်းရဲ့စုံတော့လို့ရတဲ့ theme နဲ့လည်းတော်လေးကိုလိုက်ဖက်တာပါဒီလိုထူးခြားတဲ့ theme ကနောက်ကကဘာတစ်ခုတက်တော့လည်းမဟုတ်ပါဘူး character တွေရဲ့အဝတ်အစားတွေ weapon တွေကလည်း S style ပါပဲ gameplay demo တွေပဲချပြသေးပြီးတော့တက က် gameplay နဲ့ရသေးတဲ့အတွက် performance ကတော့အနှက်စိတ်ပူစရာပါဒါပေမဲ့ဂိမ်းရကြည့်ရတဲ့အတန်တွေပေါ့နော် Never Next to Everness ရုပ်ထွက်ကတော့ကျွန်တော်ဗီဒီယိုလုပ်ထားခဲ့တဲ့အနန္တဂိမ်းရတော်လေးကိုဆင်သလို Persona ဂိမ်းရနဲ့လည်းဆင်ပါတယ်ဒါပေမဲ့အမှန်တိုင်းပြောကြည့်ဆိုရင်အဲ့ဒီဂိမ်းလောက်တော့မလှပါဘူးသူ့ဟာနဲ့သူတော့ကြည့်ကောင်းပါတယ်တခုသတိထားမိတာကတော့ enemy တွေရဲ့ design တွေကတော့လေးကိုမိုက်ပါတယ် Once Human တို့ Solo Leveling တို့နဲ့တောင်းနည်းနည်းဆင်ကျင်တယ်လို့လို့ပေါ့အရန်ကိုအရောင်တွေတောက်ပြောင်နေတဲ့ပုံစံမျိုးမဟုတ်ပဲ၆ကက်ကက်ဖြစ်နေရလို့ကျွန်တော်ကတော့ထင်ပါတယ်ဒါပေမဲ့တချို့ကဒီလိုအသင်းမျိုးကိုကြိုက်ရင်ကြိုက်ကြမှာပေါ့လေ Arc Knights MV ရဲ့ထူးခြားချက်ကိုပြောပါဆိုရင်အရင်တော့ကဂိမ်းတွေလိုကာရက်တာတွေပြောင်းပြီးကစားလို့ရပေမဲ့လည်းကိုမကင်ရတဲ့တုံးကောင်ချနေတာကိုလည်းမြင်ရမှာဖြစ်ပါတယ်။ Open World ကြီးထဲမှာလိုက်ပြီးတော့ Explore လုပ်ရတာကလည်းတော်တော်လေးကိုမိုက်တာကိုသိချောင်းပြီးပါတယ်။ကို့ကာရက်တာတွေကလိုအပ်လာမဲ့ gear တွေ item တွေကိုအချိန်နဲ့တပြေးညီအလိုလျောက်ထုတ်ပေးမဲ့စက်ရုံလိုမျိုးပုံစံတွေကိုလည်းတိဆောက်ပြီးတော့အဲ့ဒီစက်ရုံတွေကြားသွားလာဖို့အတွက် zip line ကြီးတွေလည်းဘေးလို့ရပါတယ်။ပြီးတော့အဲ့ဒီ outpost တွေကို defend ရတဲ့ tower defense mode လည်းပါတယ်လို့သိရပါတယ်။ gameplay ကတော့ action combat ဖြစ်ပြီးတော့ normal attack တွေ combo တွေနဲ့ခြားရပြီးတော့အောက်က SP တန်းလေးကိုပြည့်အောင်ဖြည့်ပြီးတော့မှ skill တွေနဲ့တီးရတာပေါ့ character တစ်ကောင်ကဒါလုံးမှနောက်တစ်ကောင်ကဒါလုံးလို့ရတဲ့ထူးခြားတဲ့ combo တွေလည်းတွဲသုံးလို့ရတဲ့အတွက်တော်တော်လေးကိုနှစ်နေလို့တော့ပြောနိုင်ပါတယ် Duet Night Abyss ကတော့ slow ကကျွန်တော်ပြောခဲ့သလိုပါပဲ Warframe ရဲ့ gameplay နဲ့တော်တော်လေးကိုဆင်ပါတယ် character တွေကပါဆင်တာပါဥပမာဒီ Limb ဆိုတဲ့ character ရဲ့ ultimate က Warframe တဲ့က Missile ဆိုတဲ့ frame ရဲ့ ability တခုနဲ့တပုံစံနဲ့ပါပဲ movement ကလည်း Warframe တဲ့ကလိုပဲ crouch လုပ်ပြီးတော့မှရှေ့ကိုတွန်းခုန်တဲ့ bullet jump လုပ်တာမျိုးလည်းပါပ ါဗျ။ပြီးတော့ range combat ကိုလည်းအဝေးကြီးကနေပြီးလှမ်းပြလို့ရတာကိုသိထားမိပါဗျ။ နောက်ထပ်ဒီတက်ကဂိမ်းတွေကမတူတဲ့အချက်ကတော့ကစားတဲ့ကာပီတာလေးကိုပြောင်းပြီးဆော့ရတာမျိုးမဟုတ်ဘဲနဲ့တကောင်တည်းကိုပဲ main ဆော့နေတော့မှနောက်နှစ်ကောင်ကဘော့တွေအနေနဲ့ကူချပေးတာပါပြီးတော့ Devil May Cry ဂိမ်းတွေကလိုပဲ combo counter လည်းပါပါတယ်ဒီဂိမ်းရဲ့ combat ကအရင်ကြီး serious မဟုတ်ဘဲနဲ့ fun ဖြစ်တဲ့ပုံစံမျိုးလို့တော့မြင်မိပါတယ် Silver Palace ရဲ့ combat ကိုတော့တေချာရှင်းပြရဖို့ခက်ပါသေးတယ်တကယ် player တယောက်ဆော့ထားတဲ့ gameplay ကိုမြင်မှုသေးဘူးဆိုတော့တွေးမြင်ရသလောက်တော့ Genshin လိုပဲ character ၄ကောင်ကိုကြိုက်တဲ့အချိန်တိုင်းမှာပြောင်းပြီးတော့ကစားလို့ရတဲ့ဂိမ်းမျိုးဖြစ်ပေမဲ့ camera angle ကအစ်စ်ထွက်တဲ့ God of War ဂိမ်းတွေလို over the shoulder ကင်မရာမျိုးနဲ့ဖြစ်နေတာကိုသတိထားမိပါတယ်။ဂိမ်းရဲ့ theme နဲ့ lighting တွေကြောင့် combat ကအရန်ကိုလင်းလက်တောက်ပြောင်းနေပြီးတော့မျိုးလုံးတောင်ဆူးဆွေလို့မြင်မိပါတယ်။ဒီအဝိုင်းတွေကိုကြည့်ရသလောက် perfect dodge တွေ perfect parry တွေလည်းပါမယ်လို့ယူဆရပါတယ်။ငင်းကြီးကိုလည်းနေပေါ်မှာနေစီလို့ရတာမဟုတ်ပဲတောင်ပန်ထုတ်ပြီးတော့ပြန်လို့ပါရတယ်ပေါ့နောက်ထပ်သတိထားမိတာကတော့ start the game play ပါပြီးတော့ enemy တွေစီက information ယူတာမိအောင်လို့ဆေးထုတ်လိုက်တာမျိုးလုပ်တာကိုတွေ့ရပါတယ် boss fight ကြီးကလည်းကြွစင်ကြီးပါပဲ Neverness to Everness ရဲ့ comeback ကတော့အရင်ကြီးကျူးစမ်းနေရမျိုးမရှိပါဘူး။ကျွန်တော်စော်ဘူးတဲ့ Genshin တို့ Tower of Fantasy တို့နဲ့ဆင်ပါတယ်။ဒါပေမဲ့ဒါဟာမကောင်းဘူးလို့ပြောလို့မရပါဘူး။ပုံစံတူဖြစ်တဲ့အတွက်ဂိမ်းရဲ့ comeback ကိုပြန်သင်စရာမလိုတော့ဘူးပေါ့။ပြီးတော့လူဆိုးတွေကိုပဲချလို့ရတာမဟုတ်ဘဲနဲ့လူထဲမှာလည်းတောင်းကျမ်းလို့ရပါတယ်။ GTA တဲကလို့ကြယ်တွေတက်လာမှဖြစ်ပြီးတော့ရဲတွေကလည်းအစပိုင်းတော့ကားတွေနဲ့လိုက်လာသလိုနောက်ပိုင်း drone တွေကိုပါသုံးပြီးလိုက်ပြီးမှဖြစ်ပါတယ်။ဂိမ်းကလမ်းပြန်ထွက်နေပြီလားနေတာမျိုးထက်ဆိုင်ရင် smooth ဖြစ်တဲ့ gameplay မျိုးရဖို့အတွက်အသားပေးထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီ game က mobile အတွက် solo အဆင်ပြေဆုံး game တောင်ဖြစ်လာနိုင်ပါတယ်။ Arc Knights and Field ကတော့ပထမ Arc Knights game အပီနှစ်900,000လောက်မှာအခြေခံထားတယ်လို့သိရပြီးတော့အရင် game ကိုဆော့ဘူးစရာမလိုပါဘူး။ Anfield ထဲမှာတော့ player တွေက Talos 2ဆိုတဲ့ကြောက်ဖို့ကောင်းပြီးတော့ NA များလွန်လာတဲ့ဂျိုကြီးကို explore လုပ်ရတာမှဖြစ်ပါတယ်ကျွန်တော်တို့က Anfield Industry ဆိုတဲ့အဖွဲ့သားတစ်ယောက်အနေနဲ့အဲ့ဒီဂျုံမှာဘာတွေဖြစ်နေကြတာလဲဆိုတာကိုသိအောင်ကြိုးစားရမှာပေါ့ Story ကဒီ game ရဲ့အဓိကအားသာချက်မဟုတ်ဘူးလို့တော့ game ကို close beta မှာဆော့ဖို့သူတွေကပြောခဲ့ကြပြီးတော့ prologue မှာအရင်မိုက်ပေမဲ့နောက်ပိုင်းမှာဇလန်းတယုံပါသလောက်ကိုဖြစ်သွားတယ်လို့ပြောကြပါဗျ။ MC ကသူ့ရဲ့အတိတ်ကိုတစ်ဖြည်းဖြည်းချင်းပြန်သတိရတဲ့ဇလန်းမျိုးပေါ့။ Kaido ရဲ့ side story တွေကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်တဲ့။ Duel Night Abyss ရဲ့1.0 story တီးကတော့တော်တော်လေးကိုကောင်းတယ်လို့ကြားမိပါဗါး။မသိရင် Final Fantasy လို Japanese RPG ဂိမ်းတွေတည်းကလိုပါပဲတဲ့။ဂိမ်းထဲမှာ main character ကလည်းနှစ်ကောင်တော့ပါမယ်လို့သိရပြီးတော့တယောက်တစ်လက်စီ story machine တွေကစားရမှာပေါ့။ပြီးတော့ story machine တွေထဲမှာ player ကရွေးချယ်တဲ့ပုံမှာမူတည်ပြီးတော့ stats တွေပြောင်းသွားမဲ့ system မျိုးလည်းပါပါတယ်။ဇာတ်လမ်းကိုတော်တော်လေးကိုအလေးထားတဲ့ဂိမ်းမျိုးဖြစ်တဲ့အတွက် story ကောင်းလာကိုမှဆော့ကျင်ရင်တော့ဒီဂိမ်းကအခုကျွန်တော်ပြပြတဲ့ဂိမ်းလေးကူထဲမှာအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ Silver Palace ကတော့ story ကိုတေချာရှင်းပြတာချင်းမရှိသေးတဲ့အတွက်ပြောဖို့ခက်ပါတယ်။ Sylvania ဆိုတဲ့မြို့မှာအခြေခံထားပေမဲ့ main character ကစုံတော့ဖြစ်တယ်လို့ game ရဲ့ trailer မှာက you are the other မင်းဟာစာရေးသူလို့ပြောထားတဲ့အတွက်အဲ့ဒီ Sylvania ကတကယ်ရှိတဲ့နေရာမဟုတ်ပဲပုံပြင်ထဲကနေရာမျိုးလားပေါ့နော်။ main character ဖြစ်သူကအဲ့လိုပုံပြင်တွေကိုဝန်ထမ်းစွမ်းရှိသူပေါ့။ဒါကတော့ Reddit မှာစာအရှိတရေးထားတဲ့ theory တစ်ခုပဲဖြစ်ပါတယ်။တကယ်အောက်ချင်မှဟုတ်ပါပါ။ဟုတ်ခဲ့ရင်တော့ဒီ game ရဲ့ဇာတ်လမ်းကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတော့မယ်လို့ထင်ပါတယ်။ Neverness to Everness ရဲ့ story ကတော့ကျွန်တော်တို့က anomaly hunter တယောက်နေရာကနေကစားရမှာဖြစ်ပြီးတော့သဘာဝကိုလွန်ဆန်နေတဲ့ဖြစ်ရပ်တွေကိုလိုက်ပြီးတော့လေ့လာရမှာပေါ့သူ့ရဲ့ story machine တွေကနည်းနည်းကြောက်ဖို့ကောင်း dark ဖြစ်တဲ့ဘက်ကိုသွားပါတယ် Ghostwire Tokyo ဆိုတဲ့ game ကလိုပဲတရဲတွေလိုမျိုးအကောင်တွေဝင်ပူးနေတဲ့ monster တွေပါတာပေါ့ဒါပေမဲ့ horror တော့မဟုတ်ပါဘူး ဂါချာစနစ်တွေကဂိမ်းတွေကတကယ်ထွက်လာတဲ့အခါမှာအနှင်းငယ်ပြောင်းလဲသွားနိုင်တဲ့အတွက်ကျွန်တော်အခုပြောတာတွေကိုတရားရခိုင်တော့မယူပါနဲ့ Arc Knights and Filter မှာတော့ character banner နဲ့ weapon banner တွေပါပြီးတော့အမြင့်ဆုံးက6 star တွေဖြစ်ပါတယ် character banner မှာတော့ဆက်ဆချင်းမှာ6 star ရဖို့က3.8000ခန်းတုန်းသာရှိပြီးတော့5 star ရဖို့ကတော့800ခန်းတုန်းရှိပါတယ်ဆဲကပူးတိုင်းမှာ5 star တခုဖြစ်မနေရပါပါ65ကပူးပြီးတဲ့အခါမှာတော့တစ်ခါပူးတိုင်းမှာ6 star တကောင်ရဖို့အတွက် chance က900ခန်းတုန်းစီတက်သွားမှာဖြစ်ပြီးတော့ပူး80မှာတော့ 6 star တကောင်ရဖို့ရအောင်ဖြစ်ပါတယ်။ဒါပေမဲ့ collagen တကောင်ရဖို့ကတော့50 50ပေါ့။ပူး120မှာတော့ collagen တကောင်ကိုရဖို့ရပါတယ်။ဒါပေမဲ့အဲ့ဒီ120ဆွဲရင် guarantee ရမဲ့လိုအပ်တဲ့ပူးရည်အတွက်တွေကနောက် limited banner တွေကို carry မလုပ်သွားပါဘူး။ဝပွန်ဘန်နာမှာတော့6 star ရဖို့က400ခိုင်နှုန်း 5 star ရဖို့က15ရာခိုင်နှုန်းဖြစ်ပြီးတော့တန်ပူ၄កောက်ဆွဲပြီးတိုင်းမှာ6 star ဝန်တစ်ခုရဖို့ရမှာပါဒါပေမဲ့ကိုလိုဂျင်နာရဖို့အတွက်25ရာခိုင်နှုန်းပဲရှိပါတယ်ဆယ်ကအောက်80ပူးပြီးချိန်မှာတော့ကိုလိုဂျင်နဲ့ဟာရဖို့ရမှာပါဒါပေမဲ့ character တွေလိုပဲ not limited ဘဏ္ဍာတွေကို carry တော့မှာတော့မဟုတ်ပါဘူး duet night abyss ကတော့မကြသေးခင်ကပဲတအားကိုအားကျဖို့ကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့ character တွေ weapon တွေကို gacha ဆက်ဆက်နဲ့ကနေလုံးဝထုတ်ပြလိုက်တာပါ warframe လိုပဲ grind နိုင်ရင် character weapon တိုင်းကို100%တရားရကိုင်းနှုန်း free ရနိုင်မှာပဲဖြစ်ပါ ါတယ်ဆိုတော့ DNA ကိုဂါချာခင်းလို့တောင်ခေါ်လို့မရတော့ဘူးပေါ့ဒါလည်းမကသေးပါဘူးဂါရှင်တဲက Resin System ကိုလည်းဘေးထဲကနေလုံးဝထုတ်ပစ်လိုက်တဲ့အတွက်ကိုဆော့ကျင်တာကိုကြက်တလောက်ဆော့လို့ရမယ့်ပုံစံမျိုးပေါ့တကယ်ကိုလေးစားစရာကောင်းပါတယ်ပတ်စံကို skin တွေ booster တွေရောင်းပြီးတော့ပဲရှာတော့မယ်လို့သိရတဲ့အတွက်ပုံပြီးတော့ပြောမိပါတယ် Silver Palace ကတော့ပတ်စံဘလို့ရှောင်ပါလဲဆိုတာကိုမပြောပြသေးတဲ့အတွက် Trade 2ပြောစရာမရှိသေးပါဘူး။ Duet Night Abyss လမ်းစဉ်တော့ကိုလိုက်ဖို့တော့မျှော်လင့်ပါတယ်။ဒီ game အကြောင်းအချက်လက်အသစ်တွေထပ်သိပြရင်ကျွန်တော်ဗီဒီယိုသက်သက်ထပ်လုပ်ပြပါမယ်။ YouTube Channel ကို Subscribe လုပ်သွားကြပါအောင်။ပြီးတော့အစီအပြေရင်လည်း Video လေးကိုလည်း Like ပေးသွားကြပါအောင်နော်။ကျေးဇူးတင်ပါတယ်။ Never Nest to Everness ရဲ့ Gacha ဆက်စံကလည်းအရင်ကြီးတော့မဆိုးပါဘူး။ Character Banner တွေမှာ S rank ရဖို့အတွက်တိရခိုင်တုံး A rank ရဖို့အတွက်22.85ရခိုင်တုံးရှိပြီးတော့ အခါ60ပိုးပြီးတဲ့အခါတိုင်းမှာကိုလိုချင်တဲ့ကောင်ကိုတရားရခိုင်တော့ရပါတယ်50 50မဟုတ်ပါဘူးအခါ90ပိုးပြီးသွားရင်လဲ soft 50ရှိတဲ့အတွက် S rank ရဖို့ကအဲ့နောက်ပိုင်းပူတိုင်းမှာ19.81ရာခိုင်နှုန်းဖြစ်သွားပါတယ်။ဝပုံတွေမှာတော့ S rank ရဖို့က300ရာခိုင်နှုန်း A rank ရဖို့က9ရာခိုင်နှုန်း B rank ရဖို့က62.34ရာခိုင်နှုန်းရှိရလို့သိရပြီးတော့တန်ပူ6ခေါက်ပူ80မှာတော့100ရာခိုင်နှုန်းရမှာပါပြီးတော့ S rank A rank ကပုံတွေတော်များကိုလည်းဂိမ်းကိုစော်ရင်းရရလို့လည်းသိရပါတယ် Tower of Fantasy လို့ပဲ limited banner ပေါင်း36000ထည့်ပြီးတော့အစ်စ်ထွက်လာတဲ့အကောင့်တိုင်းကို overpower ဖြစ်အောင်လုပ်မဲ့အချို့ချို့မှလာတော့ဆောင်ရကြတာပေါ့ ကဲဂိမ်းလေးကိုလုံးအကြောင်းကိုတော့ပြပြပြီးတော့ပါပြီလေးကိုလုံးဟာသူ့ခါနေသူဆွဲချက်တွေရှိတယ် Silver Palace ရဲ့ Art Style Arknights Anfield ရဲ့ Base Building Durant Night Abyss ရဲ့ Free to Play Friendly ဖြစ်တာနဲ့ Story Focus တဲ့ပုံစံ Neverness to Everness ရဲ့ Open World အစရှိရာတွေအကုန်လုံးကအစိတ်ဝင်စားဖို့တော့ကောင်းပါတယ် Personally ရတော့ကျွန်တော် Durant Night Abyss နဲ့ Silver Palace ကိုပို့ပြီးတော့ hype နေပါတယ် Story ကိုအဓိကခံစားချင်တဲ့သူဆိုတော့ DNA ကကျွန်တော်နဲ့ကွက်တီပါပဲ ညီကောင်မတို့မတို့ရောထုတ်ကြတဲ့ game တွေအားလုံးကိုဆော့ကြည့်သွားကြမှာလားဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ comment မှာရေးသွားကြကြပါဦးအားလုံးအဆုံးထိကြည့်ပြောင်းကြည့်စုပါအားလုံးစီမံကြပါစေခင်ဗျာနောက်ဗီဒီယိုတွေမှာတွေ့ကြရပါတော့